ကာတခေါလက်ထဲကနေကားကိုပြန်ရဖို့အတွက်အသက်ဆုံးကြိုးပမ်းခဲ့တဲ့အမျိုးသမီး Knowledge TV မြန်မာပရိသတ်များလုံးမဲ့မင်္ဂလာပါအခု CCTV မှတ်တမ်းထဲမှာမြင်တွေ့နေရတဲ့အမျိုးသမီးကသူမရဲ့ကားကိုခိုးယူပြီးထွက်ပြေးသွားဖို့စ조사နေတဲ့သခေါလက်ထဲကနေမကြောက်မရွံ့ပြန်လဲရောက်ယူဖို့조사ခဲ့တာပါ ဒါဆိုရင်အရေးမျိုးသမီးကသူမရဲ့ကားကိုပြန်ရသွားနိုင်ခဲ့လားဒါမှမဟုတ်သခိုးလက်ထဲပဲပါသွားလားဆိုတာကိုသိရဖို့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးကြပါအောင်ရှင်အရေးမျိုးသမီးကမနက်ခင်းအစောပိုင်းလောက်မှာပြင်ဆင်ဝတ်စားပြီးတော့ခွေးချောင်းရဲနဲ့လမ်းလျှောက်ထွက်လာခဲ့တာဖြစ်ပါတယ်အရေးမှာပဲကားပါကင်နားကိုရောက်တော့မတင်ကားစရာကောင်းတဲ့ဖြူရောင်ကားတစ်စီးကရုတ်တရက်ဝင်လာပြီးသူမရဲ့ကားအနီးမှာထိုးရလိုက်ပါတယ် အဲ့ဒီနောက်ကားတဲ့ကနေလူတယောက်ထွက်လာပြီးတော့အဲ့ဒီကားဖြူလဲမောင်းထွက်သွားပါတော့တယ်။အဲ့ဒီလူကအစောကမြို့သမီးရဲ့ကားနားမှာရစ်တီရစ်တီလုပ်ပြီးတော့တခါတဲ့ကားပေါ်တက်ပြီးမောင်းပြဖို့စ조사ထားတာပေါ့။အစကတည်းကအဲ့ဒီလူကိုမသိင်္ဂါဆရာကောင်းလို့မသိမသားရက်ချီနေရကနေသမားရဲ့ကားပေါ်လဲတက်လိုက်ရောအမျိုးသမီးကခွေးချောင်းနေတဲ့ကျိုးကိုချက်ချင်းလွတ်ချပြီးကားစီကိုပြေးလာပြီးတပါတော့တယ်။အရင်နောက်မှာဖြစ်ဖြစ်သွားတာကတော့ရန်ကုန်မြန်ဆန်လွတ်သွားပြီးအလုံးကိုလည်းပါဇက်အဟောင်းသားဖြစ်သွားစေခဲ့တာပေါ့။အဲ့ဒီလူကြီးကသမားရဲ့ကားကိုမောင်းပြထွက်ပြေးဖို့စ조사နေခဲ့တာပေါ့။ဒ ဒါပေမဲ့မျိုးသမီးကလည်းလွယ်လွယ်နဲ့ကားကိုအပခံမှာမဟုတ်ပါဘူး။ ကားတခုကိုအစွမ်းကုန်တောက်ဖို့ကြိုးစားနေခဲ့ပါတယ်။အစပိုင်းမှာတော့ကားရဲ့အရှိချမ်းကိုလက်နဲ့ပုတ်ပြီးအော်ဟစ်တားပေမဲ့နောက်ဆုံးမရတော့တာကြောင့်ကားရှေ့ဖုံးပေါ်ကိုခုန်ထက်ပြီးတော့တက်ခွာလိုက်ပါတော့တယ်။အရင်လုံးနဲ့ပဲကားရှေ့ပေါ်မှာမှောက်ခုန်ကြီးဖြစ်ပြီးပေါက်သွားပါတော့တယ်။တခုကလည်းအသက်နဲ့ဖြစ်မှာကိုစိုးရိမ်ပြီးအရှိန်လျှောက်လိုက်ပုံနဲ့တွေ့ပါတယ်။ဘာမှမသိတဲ့ခွေးကလေးကတော့အနောက်မှာကြောင်တောင်တောင်နဲ့ငုတ်ထုတ်လေးချန်နေခဲ့ပါတယ်။ခွေးလေးရဲ့သခင်ကတော့ကားရှေ့ပေါ်မှာတွဲလောင်းလေးပါသွားပြီး911ကိုဖုန်းဆက်ပေးဖို့အတွက်အကြေကြီးအော်ဟစ်ကူညီတောင်းနေခဲ့တာပေါ့။ကန်ဆတ်မြို့တော်က CCTV လွန်ကြောရေးပညာရှင်တစ်ယောက်ဖြစ်တဲ့ Attorney Rich McCloud ဟာလည်းခုလိုပဲပြောပါတယ်။ဒီသက်သေရင်ဖို့မှတ်တမ်းကိုပြန်ကြည့်ပြီးအရင်မျိုးသမီးကားပေါ်ခုန်တက်သွားတာကိုကျွန်တော်ဘလို့မှမယုံနိုင်သေးဘူး။အသံနဲ့ထိခိုက်သွားမှကိုလည်းစိတ်ပူခဲ့ရပါတယ်။သူမဘလို့တောင်တွေ့တက်သွားတာလဲဆိုတော့ကိုနားမလည်နိုင်သေးဘူးလို့အင်တာဗျူးတစ်ခုမှာပြောပြသွားခဲ့ပါတယ်။အရီကားဖြိုလေးလိုက်ရပြီးတော့ကားခိုးသွားတဲ့အချိန်ကနေရှယ်ဗီမယ်လိုဘူးကိုရောက်တဲ့အထိအမျိုးသမီးဟာကားပေါ်မှာတောက်လျှောက်တွဲလောင်းနေပါသွားခဲ့တာပေါ့အချိန်အားဖြင့်ဆိုရင်53စက္ကန့်တမိနစ်နီးပါးထိကြာသွားခဲ့ပါတယ် င်အရင်နောက်မှာတော့ကားဘော်ကနေပြုတ်ချသွားခဲ့တယ်လို့သိရပါတယ်။အစိုးရကအကောင်းလို့ပဲပြောရမှာပါ။ကားကိုတော့ပြန်မရခဲ့ပေမဲ့ကံကောင်းစွာနဲ့ပဲအသက်ဘေးရန်ရဲကနေလွတ်မြောက်ခဲ့ပါတယ်။ဒါပေမဲ့ဒဏ်ရာအနည်းနဲ့များတော့ရရှိသွားခဲ့တာပေါ့။ သမားရဲ့ကားကိုပြန်ရဖို့အတွက်အများကြီးစ조사ခဲ့တာတောင်မှနောက်ဆုံးချိန်ထိတခွလက်ထဲကိုပတ်သွားခဲ့တာကြောင့်အရိမျိုးသမီးကတော့စိတ်မကောင်းဖြစ်နေပါတယ်။ရဲရီကတော့ခုချိန်ထိအခိုးခံလိုက်ရတဲ့ကားကိုရောတခိုးကိုပါလိုက်လံရှောက်ဖွေနေကြတယ်လို့သိရပါတယ်ရှင်။ပရိသတ်တို့ရောဒီမျိုးသမီးကိုကြည်ချင်းအဖြစ်ဘလို့ထင်မြင်ချက်လေးတွေရှိလဲဆိုတာခေါမမပြပြခဲ့ပါအောင်ရှင်။ဒီမျိုးသမီးနေရာမှာပရိသတ်ကြီးတို့ဆုံရင်ရောဘလို့မျိုးလှုပ်ဆောင်မိမလဲဆိုတာကိုလည်းပြပြခဲ့ကြပါအောင်နော်။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ်ခုလိုဖျက်မှန်ဆဲဝင်စားဖို့ကောင်းတဲ့အရာလေးတွေအတွက် ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါဦးနော် YouTube channel ကိုလည်း like and subscribe လုပ်ပေးဖို့တောင်းဆိုလိုက်ပါရစေရှင်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ